အိန္ဒိယတိုပိုရီးယားရဲ့နဒီဘာဝါကဘာလို့အဲ့လောက်ထိပြင်းနေရလဲအားလုံးမင်္ဂလာပါဗျာမာရှယ်မင်းရဲ့မြန်မာအနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါ USC 370အပြီးမှာဆိုလို့ရှင်တော့တော်တော်များများတတိထားမိလာကြတဲ့အချက်ကအိန္ဒိယတိုပိုရီးယားရဲ့ဘာဝါကတော်တော်လေးကြီးရဲ့ဆိုတဲ့အချက်ပါအဲ့ဆိုလို့ရှင်ဘာကြောင့်မလို့ဒီလူကောင်းလည်းအရင်မကြည့်ဘူးဗျာပြောရရင်ပေါင်190ပတ်ချာနေအရင်9.9လမနဲ့ဘာဝါတလောက်ထိပြင်းနေရလဲပြီးတော့ UFC မရောက်လာခင်တော့ဆိုလို့ရှိရင်အိန္ဒိယတူပိုရီးယားကအလဲထိုးနိုင်ပွဲကတပွဲပဲရှိဘူးတော့ UFC ရောက်တော့မှသူ့ရဲ့ striking စွမ်းရည်ကတော်တော်ကြီးကိုကောင်းလာခဲ့တယ်။ဒါဘန်နဝိတ်တန်းရဲ့ချန်ပီယံဖြစ်တဲ့ Marat Devilish Veli ဆိုလို့ရှိရင်သူ့အနေနဲ့အိန္ဒိယတူပိုရီးယားနဲ့ sparring ကစားလို့မရတော့ဘူးပေါ့နော်။ဘာလို့လဲဆိုတော့အိန္ဒိယတူပိုရီးယားကပါဝါအရန်ပြင်းတဲ့အတွက်ကြောင့်မလို့သူ့ကို sparring မှာဒါ body shot နဲ့ knockdown နှစ်ခါလောက်ထိထိုးခဲ့ရဆိုပြီးပြောပါ။ ဒီလိုပြောတာကသူတယောက်တည်းမဟုတ်ပါဘူး။အိန္ဒိယတပိုရီယာအနေနဲ့ Kickley FC မှာလာပြီးတော့ Spain ဆွဲတော့အဆိုလို့ရှင်လေ။ဒါ Gabet Bans တို့ပြီးရင် Josh Musby တဲ့ပြီးလို့ရှင်ရင်ကျွန်တော်တို့ Kamaru Usman စားရတဲ့ဒီ Wellington Wade တန်းရဲ့နာမည်ကြီးဖိုက်တာတွေတော်တော်များများကအိန္ဒိယတပိုရီယာရဲ့ပါဝါကအယံကိုကြီးနွမ်းတဲ့အကြောင်းရင် Gabet Bans ဆိုလို့ရှင်16အောင်စာလက်အိတ်နဲ့တော့မှ Spain Partner ကိုအလဲထိုးသွားတာကိုတန်အောင်တော်နဲ့ပြောပြခဲ့တာရှိရယ်။ Musby တဲ့ဆိုလို့ရှင်လည်း ဒီသူ့ရဲ့ခနာကိုတိတ်သီးစားကအရန်ကိုများတယ်ဗောနော်ပါဝါလည်းအရန်ကိုကြီးရဲ့ကြောင်းပြောခဲ့တာဖြစ်ပါအဲဆိုလို့ရှိရင် striker ပါဝါကနေလာတာမဟုတ်ဘဲနဲ့သူ့ရဲ့ပါဝါကဘာလို့အရန်ပြင်းနေရလဲဗောနော်ပထမချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နဘန်း background ကနေဒါရဲကစားသမားတော်တော်များများကလက်သီးပါဝါပြင်းနေရှိပါဒီချက်ကိုကျွန်တော်အနေနဲ့ဥပမာပေးရမယ်ဆိုရင်ကမာရိုအုစမန်ပြီးလို့ရှိရင်တိုင်ရွန်ဝူဒလီစားရဲကစားသမားတွေကိုကြည့်လိုက်ပါသူတို့တွေအကုန်လုံးကနဘန်း background ကနေဒါရဲကစားသမားတွေ သူတို့မှာခြေခံချက်တွေတော့အဲ့လောက်ကောင်းကောင်းမရှိဘူး။ဒါပေမဲ့လက်သေးပိုင်းနေရာတော့တော်တော်လေးအားပြင်းပါ။အဲ့ဆိုလို့ရှိရင်နဗန်း background ကလာတဲ့ကစားသမားတွေကဘာလို့ပေါင်းစင်ပိုင်းမှာအောင်မြင်မှုရနေလို့မေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်းစင်မှာဆိုလို့ရှိရင်များလက်သေးပါဝါကခနာကိုအောက်ပိုင်း6ရောက်ကနေလာရဆိုပြီးတော့တော်တော်များများကတတ်မှတ်ကြတယ်။နဗန်းအားကစားနည်းကကြတော့ခနာကို balance ဖြစ်ဖို့ရပြီးလို့ရှိရင်ဒီကျွန်တော်တို့ sonography လို့ခေါ်တဲ့ဒီခနာကိုရဲ့ ဒီ balance ကိုလုံးဝညင်အောင်ထိန်းထားတယ်ညင်အောင်ထိန်းပြီးတော့မှဒီ balance ဖြစ်တဲ့ဟာကိုအဓိကသုံးပြီးတော့ပြန်ပက်ရဲ့ balance ကိုဖြိုပြီးတော့မှသူတို့ကစားရတဲ့ပုံစံမျိုးဒီတွက်ချက်မလို့နဗန်းကစားသမားတွေမှာကဒီခန္ဓာကိုယ် balance ကောင်းကောင်းထိန်းနိုင်နေပြီးတော့လှုပ်ရှားနိုင်နေဆိုတဲ့အားသာချက်ကငကိုရဲရှိပြီးသားပြီးလို့ရှိရင်ကြက်ခိုင်မှုပိုင်းဂျူဂျက်စုကစားသမားတွေထပ်စားလို့ရှိရင်နဗန်းကစားသမားတွေရဲ့ပြန်မြကြက်ခိုင်မှုပိုင်းကပိုတာ ဘလို့တယောက်ချင်းစီရှင်ကြည့်ရင်တော့မဟုတ်ဘူးဒါပေမဲ့ physical activity ရဆိုလို့ရှိရင်နပန်းကစားနည်းကပို့ပြီးတော့ဟိုလှုပ်လှုပ်ရှားရှားနဲ့ပို့ပြီးတော့ပြင်းပြင်းထန်ထန်လေးကျင့်ရတဲ့မှာပါတယ်နပန်းကစားနည်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြွက်သားတွေအကုန်လုံးတုံးသွားတယ်ဟိုမှာဂျွန်းနေထိုးတယ်လှိမ့်နေဆိုတော့အဲ့လိုမျိုးပုံစံလေးကျင့်ခန်းနေရနေတဲ့တူကလုံးဝပါနေရဒီအတွက်ကြောင့်မလို့ပြန်ပြန်နပန်းကစားသမားတက်ရောက်ရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့ဒီပျော့ပြောင်းနေပြီးလို့ရှိရင်တန်လဲတန်နေဆိုတဲ့အနေအထားမျိုးမှာရှိပါ ။လက်ဘန်းသမားရဲ့တော်တော်များများမှာဆိုလို့ရှိရင်ဒီဒီလိုမျိုး balance တွေပြီးရင်ခန္ဓာကိုယ်တည်ဆောက်မှုပိုင်းဆိုင်ရာအားသာချက်တွေရရှိနေရလို့ပြောလို့ရ။ဒီတွဲချောင်းမလို့သူတို့အနေနဲ့ဒီ striking mind ကိုပြောင်းတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့အောင်မြင်မှုရရပါတော့။အဓိကအားဖြင့်ခြေခံချက်တွေနဲ့ရောမဟုတ်ဘူး။သူတို့နေနေကစတန်ကလည်းငကိုရဲကနည်းနည်းလေးခက်ကြကြလေးသွားတယ်။ပြီးလို့ရှိရင်ဒီခန္ဓာကိုယ်ပိုင်းအရာကဟိုသူကနေသူမြေပြင်ပေါ်မှာလှုပ်ရှားတာကအဆင်ပြေရယ်ဆိုပေမဲ့ခြေထောက်အရင်ကြွပြီ ။နော်ကိုရီးယားကစားရဲကစားနေမဟုတ်ဘူး။ဒီတော့ကြောင့်မလို့သူတို့ကစားရဲပုံစံစတန့်ကျဲတယ်။ဒါပေမဲ့ဘောက်ဆင်းတော်တော်လေးကောင်းတယ်ဆိုတဲ့ပုံစံမျိုး။ကမာရိုအူစမန်တို့တိုင်ရိုဝူဒလီတို့ဆိုလို့ရှိရင်လည်းပါဝါတော်တော်လေးကြီးပါ။နဗန်းဘက်ကလာရဲဆိုရင် striking ဘိုင်းမှာလည်းအောင်မြင်မှုရတဲ့ကစားသမားတွေ။အဲဆိုလို့ရှိရင်ဒါကနဗန်း background ရှိတဲ့ဟာကိုကျွန်တော်အနေနဲ့ပြောပြသွားတာပေါ့နော်။အဲ့ဆိုရင်အိန္ဒိယတူပိုရီးယားကဘာကြောင့်သူများရဲ့ထက်အရင်းကြီးတာပြီးကောင်းနေရလဲလို့မင်းသူ့ရဲ့ခန္ဓာကိုယ်ကြက်ခံမှုကလုံးဝ next level မှာရှိပါ သူနဲ့တွေ့ရကစားသမားတိုင်းကသူ့ရဲ့ကြွက်သားတူရအရန်ကိုများလုံးအားကြီးရဆိုပြီးတော့ပြောခဲ့တဲ့ကစားသမားတွေမှာအများကြီးပါသူ့ရဲ့ core structure ကိုကြည့်မယ်ဆိုရင်ပေါ့နော်ခါးအနေထားကိုကြည့်မယ်ဆိုရင်လည်းဒါတော်တော်လေးကိုတန်တဲ့ကစားသမားတယောက်ရဲ့ခန္ဓာကိုယ်ပုံစံမျိုးဆိုတာအဲတကယ်ကြည့်လိုက်တာနဲ့သိသားရပေါ့နော်ပြီးတော့နီးစနစ်ပိုင်းကျွန်တော်ရှိမှပြောခဲ့တာကဒါ physical ဘိုင်းနေပြီးတော့သူ့ရဲ့ background တွေကိုပြောခဲ့ရဆိုပေမဲ့လက်သီးကအပြင်းမှုအဓိကလိုအပ်တဲ့အချက်ကနီးစနစ်ပါ ။ဤစနစ်မကောင်းဆိုလို့ရှင်ခန္ဓာကိုယ်ကြံ့ခိုင်မှုဘလောက်ကောင်းကောင်းဘာမှဖြစ်လာမှာမဟုတ်ဘူး။အိန္ဒိယတိုပိုရီးယားရဲ့ပေါင်စင်ဤစနစ်ကအရန်ကိုသေးသက်လွန်အားကြီးပါ။သူ့အနေနဲ့ကျွန်တော်အထင်တော့ဗောနော်အသက်ကြီးမှပြောင်းပြီးနေကျင်နေဆိုပေမဲ့သူ့မှာကောင်းမွန်တဲ့ physical background တစ်ခုရှိရယ်။ပြီးတော့သူ့ရဲ့ fire IQ ကမြင့်ပါ။အဲအတွက်ကြောင့်မလို့သူ့နဲ့အကောင်းဆုံးဖြစ်မဲ့ပေါင်စင်ထိုးသက်တဲ့ပုံစံကိုသူ့အနေနဲ့ adapt လုပ်နိုင်တယ်လို့ကျွန်တော်စိတ်ထဲမြင်နေ။ပြီးတော့ ဒီအသက်ကြီးလာမှလေ့ကျင့်တာရဲ့ကောင်းတဲ့အချက်တစ်ခုကသူ့အနေနဲ့အကုန်လုံးကိုသိနေပြီပေါ့နော်သူ့ရဲ့ game plan မှာဆိုလို့ရှိရင်ဘယ်လိုမျိုးနီးစနစ်ပိုင်းအောင်ဖြည့်သွားမလဲဘယ်လိုပုံစံကစားမလဲဆိုတော့လုံးဝစလာခဲ့တဲ့စနစ်တကျတင်လိုက်နိုင်တယ်လို့ပြောလို့ရဥပမာဗျာကျွန်တော်တို့ငငယ်လေးတည်းကတင်ခဲ့ရဆိုလို့ရှိရင်ငငယ်လေးတော့ကြတော့ဒီအပျော်ရမ်းတင်တာဖြစ်မယ်ပြီးတော့အာယုံမဆိုင်တာရည်ဖြစ်မယ်အဲ့လိုမျိုးအနေထားမျိုးမှာဆိုရင်ငငယ်လေးကလေးက UFC ဘက်မှာဘယ်လိုတင်ကြလဲဆိုတော့ငငယ်လေးကလေးကဒါချူချစ်စုပြီးလို့ရှိရင်ကျွန်တော်တို့ဒီ နှဖမ်းပေါ့နော်အဲ့လိုမျိုးဒီလုံအထွေရတဲ့ပညာရက်ဒီပြီးတော့ physical ပိုင်းပို့သုံးရတဲ့ဟာတွေကိုတို့တော့ငငယ်လေးကြီးကတင်ထားပြီးတယ်။ဒါပေမဲ့အတိုက်ရွယ်တစ်ခု power တစ်ခုထွက်တယ်ဆိုတဲ့အချိန်ရောက်တော့မှဟိုမှာစက္ကွန်20 20ကျော်ပိုင်းအဲ့လောက်ရောက်တော့မှဆိုတော့ဒီ striking ပိုင်းကိုဖြည့်လိုက်တာပေါ့နော်။ online ဆိုနေအတိုက်ပဲ။အတက်ကြီးလာမှ striking တင်တာကလည်းနည်းနည်းပို့ပြီးတော့ဟိုအလုပ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလေးတော့ကျွန်တော် fighter ရဲ့မှာတွေ့ရပါပေါ့နော်။ဘာလို့လဲဆိုတော့ striking နည်းစနစ်တွေကကို့မှာ physical ကောင်းကောင်း base ကောင်းကောင်းရှိထားတယ်ဆိုလို့ရှိရင် အသက်ကြီးနေတဲ့အချိန်ကိုကလည်းကိုတကယ်ဘာလို့လဲဆိုတာကိုသိရပြီးတော့ကိုအားသာကြအားနည်းချက်တွေကိုသိရအချိန်မှာသူ့ကိုဒီဖြင်းလိုက်တဲ့နှီးစနစ်တွေအရန်ကောင်းတော့အိန္ဒိယတိုပိုရီးယားမှာဆိုလို့ရှိရင်သူ့ရဲ့လှုပ်ရှားမှုတွေကလုံးဝအလေလွတ်မရှိဘူးပါဝါကလည်းပြင်းထန်အားကြီးရပြီးတော့သူ့ရဲ့ထိုးသက်တဲ့စတိုင်ကလုံးဝမြေပြင်ပေါ်မှာ flat footed ပေါ့နော်ကျွန်တော်တို့မြေပြင်ပေါ်မှာခြေထောက်ကိုလုံးဝအသေးချထားပြီးတော့ပါဝါနဲ့ swing လုပ်တာဖြစ်ပါဒီတော့ကြောင့်မလို့သူ့ရဲ့ဒီလေ့ကျင့်အားရန်ကောင်းနေပြီးတော့ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်းလုံးဝ အပြည့်အဝရှိရယ်ပြီးလို့ရှင်ဒီဒီစနစ်ပိုင်းမှာလည်းရိုင်းကောင်းသွားတဲ့အချိန်မှာသူ့ရဲ့ပါဝါကလုံးဝတဟုံလို့အရန်ကိုပြင်းသွားတာဖြစ်ပါတခြားဖိုက်တာရဲ့ပါဝါနဲ့ကိုလုံးဝမတူအဓိကအားဖြင့်သူ့ရဲ့နီးစနစ်ကတော်တော်လေးကိုတည်သက်တာကိုတွေ့ရမှာသူ့အနေနဲ့လက်သေးရေအများကြီးမထိုးဒါပေမဲ့သူ့ဂျက်ပဲထောက်ထောက်ဘော်ဒီကိုပဲဒါဂျက်ထောက်ထောက်ရိုက်ပဲထိုးထိုးဘယ်နေထားမျိုးမှာပဲကြီးကြီးသူ့ရဲ့ပိုစီရှင်ကတော်တော်လေးမှန်တယ်ဘယ်လန့်အောက်နေဆိုတာမရှိဘူးပြောရရင်အရင်ရှိကိုကိုင်းသွားတာမျိုး နောက်ကိုလန်သွားတာမျိုးပြီးတော့ဒီတစ်ဖက်ဖက်ကိုယာရင်နေရာမျိုးဘယ်တော့မှမရှိဘူးသူ့ရဲ့ balance ကလုံးဝအသေးပဲဒီလိုမျိုး balance အရန်ကောင်းတဲ့ base တွေကနပန်းအားကစားနည်းကနေရလာခဲ့လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ဒီသူ့ရဲ့ physical ပိုင်းတွတ်သားသူဒီကောင်းနေပေါင်းလိုက်တဲ့အချိန်မှာသူ့ရဲ့အရန်ကိုကောင်းတဲ့အလဲထုတ်ပါဝါရခဲ့တာလက်ရှိချိန်မှာလည်း Patty Pimplet နဲ့ Justin Gage တို့ရဲ့ပွဲကစီစဉ်နေပြီဆိုပြီးသတင်းတွေထွက်နေရရှိပါတယ်။တကယ်လို့ဒီ fighter နှစ်ယောက်မှာတယောက်ကနိုင်သွားပြီဆိုရင်တော့ A fighter နဲ့ champion လုပ်ပွဲထိုးသက်ရနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့အိန္ဒိယတူပိုရီးယားကအကောင်းဆုံးအနေအထားတစ်ခုမှာရှိနေပြီလို့တော့ပြောလို့ရပါတယ်။ဒါဘလို့ပဲနေနေလိုင်းဝိတ်တန်းမှာတော့အချိန်တစ်ခုထိတော့ကြီးဆိုးထားအောင်မယ်လို့တော့မြင်တယ်။အဲဆိုရင်ကျွန်တော်ဒီနေ့ပြောပြပေးသွားတဲ့အကြောင်းအရာကအိန္ဒိယတူပိုရီးယားရဲ့နှသီးပါဝါကဘာလို့အရန်ပြင်းရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာမိရတဲ့လောက်ကိုအဓိကပြောပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်။